နေ့တနေ့ရဲ့အစကိုအလွန်ကောင်းမွန်တဲ့စိတ်ကလေးတွေနဲ့စစေခြင်းတယ်ပေါ့ဟုတ်လားအဲ့ဒါဒကာကြီးတို့ဒကာမကြီးတို့လည်းပဲဒီရှိနေ့တိုင်းနေ့တိုင်းအဲ့ဒီဘာဝနာ၅မျိုးနဲ့နေ့ရက်တွေကိုအစပြုနိုင်မယ်ဆိုရင်အလွန်ကောင်းမှာနော်ပြင်ဘက်ကဘေးတွေအန်တွေလည်းမကြမရောက်ရအောင်နော်ကိုလေ့ကျင့်လိုက်တဲ့ကိုအားထုတ်လိုက်တဲ့အဲ့ဒီသူတော်ကောင်းတရားကကာကွယ်မယ်ဆောင်ရှောက်မယ်ပြီးရင်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာ နော်ပူတဲ့လောင်တဲ့ပင်ပန်းစီတတ်တဲ့နော်ကိလေသာအန္တရာယ်တွေမကြမရောက်အောင်လည်းပဲကာကွယ်စောင့်ရှောက်နိုင်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်အဲ့ဒီအာရခတရား၄ပါးနဲ့တတိပဌံဘာဝနာဆိုတဲ့ဘာဝနာတရား၅မျိုးရဲ့အကြောင်းကိုဒီနာယီဝက်လောက်လေးမှာဘုံဘုံတို့မှတ်သားကြည့်နော်ပထမဦးဆုံးဘာဝနာကအာရခတရားကဘာလဲဆိုတော့ဗုဒ္ဓနုတ်တိဘာဝနာတဲ့ဗုဒ္ဓနုတ်တိဆိုတာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအဖန်ပါအမှတ်ရတာစဉ်းစားတာဆင်ញံတာ ဘုံတို့ကိုယ်ဝင်နေတဲ့မြတ်စွာဘုရားနောက်ကိလေသာခတ်သိမ်းငြိမ်းတော်မူ၏ကိလေသာအပူဓာတ်တွေငြိမ်းတဲ့အတွက်ကြောင့်စိတ်နှလုံးဟာပဂရိအေးချမ်းတော်မူ၏ဟာအရဟံဂုံပေါ့နော်တလောကလုံးမှာသီလအဖြစ်တမာတိအဖြစ်ပညာအဖြစ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်တတဝါအလုံးတို့ရဲ့ပူဇော်အထူးကိုခံယူတိုက်တယ်ဒါလည်းပါလေအရဟံဂုံရဲ့အတိတ်ပဲเนาะအရဟံဂုံရဲ့အတိတ်ပဲများစွာရှိတဲ့အ낵ကနှစ်မျိုးလောက်တော့နားလည်ရမယ်ပေါ့เนาะ မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာဘလောက်ပဲလောဘဖြစ်เสียအာယုန်နဲ့တွေ့တွေ့လောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်ပဲမကြည်နဲ့เสียကောင်းတဲ့အာယုန်နဲ့တွေ့တွေ့ဒေါသဖြစ်တယ်ဆိုတာမရှိဘူးဟုတ်လားအဲ့ဒါလိုလောဘဒေါသအပူတက်အလောင်တက်တွေလုံးဝကင်းဝေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂရိငြိမ်းအေးတော်မူတယ်လို့အာယုန်ပြုတ်တက်ဖို့ဆင်ញင်တက်ဖို့နှလုံးသွင်းတက်ဖို့လိုတယ်ပေါ့နော်ပြီးတော့သီလသမာဓိပညာအဖြစ်အကြီးမားဆုံးအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့် မြတ်စွာဘုရားပူဇော်ထူးကိုလည်းခံယူတိုက်တယ်အရဟံဂုံပေါ့အရဟံဂုံပြီးရင်ဘုံဘုံတို့ဂုံတော်အနန္တရှိတဲ့နှကသမ္မာသမ္ဗုဒ္ဓဂုံကိုဆင်ញံတဲ့ရမယ်သမ္မာသမ္ဗုဒ္ဓဆိုတာဘာလို့တိတဲ့တိတိုက်တဲ့တရားအလုံးစုံကို မဖောက်မပြန်ကိုယ်တိုင် မှန်မှန်ကန်ကန်တိတော်မူမြင်တော်မူတယ်တိစရာတရားအလုံးစုံကိုဆရာမကူတယံဘူးညာဖြင့်ကိုယ်တော်တိုင်တိတော်မူတယ် ါလုပ်ရင်ဆင်းရဲမေးဒါလုပ်ရင် ချမ်းသာမေးဒီလိုလုပ်လို့ရှိရင်တော့ဘဝတန်တရာဝိဒုက္ခကလွတ်မြောက်သွားမေးအစရှိသဖြင့်မြတ်စွာဘုရားနော်ဒီတည်တည်တည်တိုက်တဲ့တဘာဝတရားအလုံးစုံကိုသိတော်မူတယ်မြင်တော်မူတယ်ဒါကိုဘုန်းဘုန်းတို့တည်တည်အတိုင်းမြင်တည်အတိုင်းမြတ်စွာဘုရားဟောပြတော်မူခဲ့တယ်ပေါ့တကယ်စင်စစ်မြတ်စွာဘုရားနော်လောကကြီးရဲ့ဟုတ်လားဒီတရားတွေကနော်ချမ်းသာကြောင်တရားဖြစ်တယ် လေ့ကျင့်မယ်ဆိုရင်ကိုယ်တန်တမှာဖြစ်အောင်လုပ်မယ်ဆိုရင်အဲချမ်းသာမှုကိုဖြစ်စေတယ်ဒီလိုသိတယ်။နော်ဒီတရားတွေကလုပ်မယ်ဆိုရင်တော့ကိုယ်ကိုရှင်းရဲစေလိမ့်မယ်ပင်ပန်းစေလိမ့်မယ်ဒီလိုသိတယ်။ဟုတ်လား။အဲဒီတရားတွေကကြိုးစားမယ်ဆိုလို့ရှင်တော့ဘဝဝိတုခတွေလုံးဝချုပ်ငြိမ့်ပြီးတော့လွတ်မြောက်မှုချမ်းသာကိုရလိမ့်မယ်လို့မြတ်စွာဘုရားအကုန်သိတယ်။တကယ်စင်စစ်မြတ်စွာဘုရားကဖန်တီးသူမဟုတ်ဘူးတွေ့ရှိသူပဲ။ဟုတ်လား။ကုသိုလ်တရားတွေက ။နောက်ချမ်းသာမှုကိုဖြစ်စေလို့မြတ်စွာဘုရားကဖန်တီးလိုက်တာမဟုတ်ဘူး။အကုသိုလ်တရားတွေကဆင်းရဲမှုကိုဖြစ်စေလို့မြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူး။မဲခင်ရှင်ပါတရားဟာနောက်တန်တရားလွတ်မြောက်ကြောင်းတရားဖြစ်စေလို့ဖန်တီးဖန်တီးလိုက်တာမဟုတ်ဘူး။ဟုတ်လား။အကုသိုလ်တရားတွေဟာဆင်းရဲနေတဲ့ပင်ပန်းနေတဲ့နောင်လဲယုံညံ့တဲ့ဘဝကိုပို့တတ်တဲ့အစွမ်းရှိတဲ့ဒါသူတို့ရဲ့ပင်ကိုအစွမ်းပဲဘုရားကလှုပ်ထားတာမှမဟုတ်တာ။ဟုတ်လား။ဘုရားကတိတာပဲ။အော်ဒါလှုပ်ရင်တော့ဆင်းရဲမှာပဲ။ ဲ့ဒါလို့ရင်ဆင်းရဲမှာပဲဒါပဲဟုတ်လားကုသိုလ်တရားတွေဟာချမ်းသာစေတယ်တသက်သာစေတယ်နောက်လည်းပဲကောင်းမွန်တဲ့ဘဝတွေကိုရစေတယ်အဲ့ဒါကုသိုလ်ဟာဒီလိုဖြစ်စေလို့ဘုရားဖန်တီးလိုက်တာမဟုတ်ဘူးနော်ကောင်းတဲ့စိတ်တွေကောင်းမြတ်တဲ့အလုပ်တွေဟာဒီလိုမျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စွန့်ရည်တတ္တိတွေရှိနေတယ်ဆိုတော့မြတ်စွာဘုရားကသိမြင်တာပဲဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒါလိုပဲတမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ရှင်ပါဒီသူတော်ကောင်းတရားကြီးဟာ ဘဝဝိတုခါကနေလွတ်မြောက်သွားစေတယ်။နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တယ်။နိဗ္ဗာန်ချမ်းသာကိုဆက်ရောက်စေနိုင်တယ်။ဒါလည်းမြတ်စွာဘုရားမဂ္ဂင်၈ပါးနိဗ္ဗာန်ကိုဆက်ရောက်စေတယ်လို့ဆက်ရောက်စေလို့ဖန်တီးလိုက်တာမဟုတ်ဘူး။ဒီမဂ္ဂင်၈ပါးတရားမှာနိဗ္ဗာန်ကိုဆက်ရောက်စေတဲ့တဲ့အစွမ်းတတိရှိနေတယ်။ဒီလမ်းဟာနိဗ္ဗာန်စီကိုဥတည်နေတယ်။ဒီလမ်းကိုရောက်ရင်နိဗ္ဗာန်ကိုရောက်လိမ့်မယ်လို့မြင်တာ။ဒီလမ်းကြီးကိုမြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူး။ဒီလမ်းကသူ့အတူရှိနေပြီးသား။ ဒါကြောင့်မြတ်စွာဘုရားမဂ်ခင်ရှိပါကိုပုရဏမကလန်ဟောင်းကြီးရှေဖုရားအစုစုတို့ဖုံးနေအောင်သွားခဲ့တဲ့လန်ဟောင်းကြီးဒီလိုပြောတယ်ဟုတ်လားအဲ့တော့ဘုန်းတို့တကယ်တမ်းဘဝမှာလန်းနေနေနဲ့မြင်ကြည့်မယ်ဆိုရင်အောက်လန်းရှိတယ်အထက်လန်းရှိတယ်လွတ်မြောက်လန်းရှိတယ်အောက်လန်းဆိုတာအကုသိုလ်တရားတွေကိုပြောတာပေါ့နောက်အထက်လန်းဆိုတာကုသိုလ်တရားတွေကိုပြောတာပေါ့လွတ်မြောက်လန်းဆိုတာကတော့အဲ့ဒီကုသိုလ်တရားတွေတဲကမှနောက်မဂ်ခင်ရှိပါအကျင့်မြတ်တရားအဓိကပြောရပါစို့ဟုတ်လား ပြင်လည်းပဲကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပေးရစေဆိုတဲ့မုံမြတ်တဲ့စိတ်မှန်ကန်တဲ့စိတ်ရည်ရွယ်ချက်မှန်မှန်နဲ့လုပ်မယ်ဆိုရင်ထိုကုသိုလ်ဆိုတဲ့အထက်လန်းဒီပင်လည်းလွတ်မြောက်လန်းဖြစ်သွားပြန်တယ်ပေါ့ဟုတ်လားအဲ့လိုပြောရင်တာပါလို့မြတ်စွာဘုရားရဲ့တမန်တန်ဗုဒ္ဓကိုအလုံးစုံကိုတည်တာဟုတ်လားအဲ့လိုအလုံးစုံကိုတည်တယ်ဒုက္ခဝရတဲ့မြတ်စွာဘုရားတရားအလုံးကိုတည်တယ်တည်တဲ့အတိုင်းညွှန်ပြခဲ့တယ်ဒီလိုလေးဘုန်းဘုန်းတို့စဉ်းစားဆင်ခြင်ဒါဗုဒ္ဓနုတ္တိဖြစ်တယ်ပေါ့နော် အရဟံဂုံရေတမတံဗုဒ္ဓဂုံရေပြီးတော့နားလည်တဲ့တဲ့ဂုံဂုံကျေးဇူးအနန္တရှိတဲ့အတကနားလည်တဲ့တဲ့ဂုံဘဂဝါဂုံဘဂဝါဆိုတာဘာလို့တမအာဖြင့်ဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကောတော်နန္ဒဒီလိုပြည့်စုံတော်မူတယ်လို့မှတ်သားထားကြတယ်ဟုတ်လားတကယ်စင်စစ်ဘဂဝါဂုံဆိုတာဘဝပေါင်းများစွာမြင့်မြတ်တဲ့အလုပါရမီတရားတွေကိုပြည့်ပြည့်စုံအောင်ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက်ကြောင့် ဒီအန်တိမဘုရားနောက်ဆုံးဘုရားမှာမြတ်စွာဘုရားအလုံးစုံပြည့်စုံရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆုံးအသက်ဘယ်ဆုံးဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးဟုတ်လားသူတော်ကောင်းတရားအဖြစ်လည်းပဲအပြည့်စုံဆုံးအမွတ်မြတ်ဆုံးမြတ်စွာဘုရားမှာအဖက်ဖက်ကဘာလေးမှလူလေသေးမရှိပြည့်စုံတယ်သူအကြောင်းတရားတွေကိုပြည့်ပြည့်စုံအောင်လုပ်ခဲ့တာဆိုတဲ့အခါကျတော့ဒီဘဝအကျိုးရလကအကုန်လုံးပြည့်စုံနေတယ်နောက်ထပ်ဘဝတစ်ခုလည်းပဲထပ်ပြီးတော့ဖြစ်เสียမှရှိတော့တဲ့အတွဲကြောင့် ပါရမီတရားတွေကုသိုလ်တရားတွေကအဆုံးစွန်ဒါသူ့ကိုဝိုင်းပြီးတော့အကျိုးပေးကြတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလုံးဝပြည့်ပြည့်စုံတော်မူတယ်ပြည့်စုံတဲ့လူသားပေါ့နော်ဖြည့်ကျင်းခဲ့တဲ့ပါရမီတော်အနန္တတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုံဖြာဖြာတို့ဖြင့်ကောင်းစွာအကုန်လုံးပြည့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားဘဂဝါဘုံရဲ့အတိတ်ပဲဟုတ်လားအဲ့တော့ဘုံဘုံဂုံကျေးဇူးအနန္တရှိတဲ့နေ့ကဂုံတော်၃ပါးပြောလိုက်တယ်အရဟံဂုံရဲ့ တမတန်ဗုဒ္ဓဂုံရဲ့ဘဂဝါဂုံရဲ့အဲ့ဒါကိုတခါတည်းပါတော့ဘယ်လိုလုပ်မလဲနမောတတဘဂဝတော်အရဟတော်တမတန်ဗုဒ္ဓတအကောင်းဆုံးဖရာရှိခိုးပဲဟုတ်လားအရဟတော်ကိရိတာခသိငိမ့်နှဖြင့်ပဂတိအေးချမ်းတဲ့စိတ်နှလုံးရှိတော်မူသောတမတန်ဗုဒ္ဓတအလုံးစုံသောတရားတို့ဖောင်းပြမှန်မှန်ကန်ကန်ကိုတော်တိုင်းတည်တော်မူမြင်တော်မူသော နတ္တဗုဒ္ဓတော်ထိုပြီးပြည့်စုံတော်မူသောမြတ်စွာဘုရားအားနမောရှိခိုးခြင်းသည်အတုဝတ္တုဖြစ်ပါစေသည်။အကောင်းဆုံးဘုရားရှိခိုးပဲ။အဲ့ဒါလေးနဲ့နေ့တနေ့ကိုစနိုင်အလွန်ကောင်းမှာပေါ့နော်။ဒါဗုဒ္ဓနုဒ္ဓတိဘာဝနာ။ကိုယ့်ရဲ့စိတ်နှလုံးမှာရာဂဒေါသမောဟဘေးတွေအန္တရာယ်မကြမရောကာကွယ်နိုင်တယ်။အပြင်ဘက်ကအန္တရာယ်လည်းပဲမကြမရောသူ့အစွမ်းစားနေသူကိုယ့်ရဲ့စိတ်နှလုံးကအလွန်ကောင်းနေတယ်။တုံတယုံဘေးစိုးအန္တရာယ်စိုးကာကွယ်နိုင်တယ်ပေါ့နော်။ဒါကြောင့်သူ့ကို အာရခတရားလို့ပြောတယ်နော်ဒါဗုဒ္ဓနုဒ္ဓတိဗုဒ္ဓနုဒ္ဓတိပြီးတော့ဘာလာမလို့မေတ္တာဘာဝနာမေတ္တာဆိုတာတတဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာနော်မေတ္တာဆိုတာတတဝတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာဟုတ်လားပြမနဲ့လို့တတဝဟုလည်းမြတ်ဘေးရန်ကင်းကွာကိုစိတ်နှပြချမ်းမွှားချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတဝတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ် ကြံမာရေကောင်းစေခြင်းနဲ့စိတ်နှလုံးစေဝံငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရတယ်။မေတ္တာစိတ်ကိုထားတဲ့နေရာမှာကိုရင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်။ကိုဘလောက်ဘေးအန္တရာယ်ကင်းကျင်တော့ဘေးဒီအန္တရာယ်တွေမတွေ့ကျင်ဘူးမကြုံကျင်ဘူး။ကိုဘလောက်ကြံမာရေကောင်းကျင်တော့ကိုဘလောက်စိတ်ချမ်းသာကျင်တော့ကိုကိုကိုပြန်စစ်ကြည့်ပါနော်။အဲ့လိုပဲတတ္တဝါတိုင်းတတ္တဝါတိုင်းဟာဘေးရန်ကင်းကျင်ညတယ်ကြောက်ကြတယ်လန့်ညတယ်ဟုတ်လားတတ္တဝါတိုင်းတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျန်းမာရေး ကောင်းမွန်ခြင်းနဲ့နော်ဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဘူးဟေ့ဆိုတာနဲ့ကျမ်းမာခြင်းနဲ့စိတ်ကအထွတ်အထိပ်ပဲဟုတ်လားပြီးတော့တတ္တဝါတွေကပါတယ်နှလုံးစိတ်ဝါငြိမ်းအေးခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့တောကတွေနဲ့မနေခြင်းဘူးစိုးရင်ထိတ်လန့်မှုတွေနဲ့မနေခြင်းဘူးဟုတ်လားအဲ့လိုမျိုးဘုန်းဘုန်းတို့တွေကတတ္တဝါတွေရဲ့နော်အလိုဆန္ဒကိုနားလည်ပြီးတော့ဩတတ္တဝါတွေလိုလားတောင်းတာတဲ့ကောင်းကျိုးချမ်းသာရကြပါစေလို့စိတ်ထဲက နော်ဘေးရန်ကင်းစေခြင်းနဲ့ကျန်းမာရေးကောင်းစေခြင်းနဲ့နှလုံးစေဝံညင်အေးစေခြင်းနဲ့သဘောလေးထားတာအဲ့ဒါကိုပါခေါ်တော့မေတ္တာဟုတ်လားအဲ့ဒီမေတ္တာအလုံးတရားမှအစွမ်းတတ္တိကြီးမားတယ်ဒါကြောင့်မြတ်စွာဘုရားကဒီမေတ္တာတရားနဲ့ပတ်သက်ပြီးတော့အများကြီးသူ့ရဲ့အကျိုးအာတိသင်တွေကိုဟောပြတာရှိတာပေါ့နောက်ပုံညာဘိကဝေမာပါယိထာဒုက္ခတိတံဒီဝဆန္ဒယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးဖြစ်တယ်လို့ အဲ့လိုဟောပြီးတော့လှုပ်ခိုင်းတဲ့ကောင်းမှုကဘာဖြစ်လဲဆိုမေတ္တာဖြစ်နေဟုတ်လားသူဘဝတစ်ခုလုံးကနော်ခုနှစ်နှစ်ကြော်ကြော်လောက်မေတ္တာတရားကိုပွားများတေးတဲ့အခါကျတော့နော်ပြမပြီကိုရောက်တယ်နော်တရားမဲမောင်ဘလောက်ဖြစ်တယ်လူလူစီသိန်းဘလောက်ရတယ်အများကြီးအဲ့ဒီမှာမြတ်စွာဘုရားဟောပြတယ်ဟုတ်လားပြီးတော့လူတိုင်းတည်နေတဲ့မေတ္တာအကျိုးဆက်တဲ့မျိုးအိမ်နိုးချမ်းသာကောင်းစွာ အိမ်မက်ချစ်လျက်လူနဲ့ဆောင်းလက်နံများစိတ်မီသားတို့ ရှောင်ရှားကိုမှလျင်စွာ စိတ်တည်ရှင်ကြည်မျက်နှာသေးကမတွေ့လားလေပြမဆက်တဖြာသည်မေတ္တာပွားမှုအကျိုးရည်မေတ္တာတရားရဲ့စွန့်ရည်တတ္တိအကျိုးပေးအန္တိသင်ကြီးမားပုံကိုဘုရားလွယ်လို့ဇူမတိတိကြကြပြည့်ပြည့်စုံစုံသိနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မေတ္တာကိုအားကိုးသင့်နော်မေတ္တာစိတ်ကလေးကိုဘုန်းဘုန်းတို့ရဲ့အတွင်းတန်တာမှာထက်ခါထက်ခါဖြစ်အောင်ကြိုးပမ်းအားထုတ်သင့်တယ်ပေါ့ဟုတ်လား တနေ့သုံးကဥဒရာဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းထက်မယွင်းစင်စစ်နုတညစ်စာကျိန်သုံးကမျှမေတ္တာပွားများကြိုးကြီးမှသည်ဘုရားမြတ်စွာမင်းကုန်သည်ရဟုတယ်မို့လားနော်ဒီနေ့ကိုသုံးကဥဤတရားတရားနဲ့ထမင်းတွေဟင်းတွေချက်ပြီးတော့ကျွေးတဲ့ကုသိုလ်ထက်လက်ရှိတစ်ထွက်လောက်သုံးချိန်လောက်စစ်မှန်တဲ့မေတ္တာထားလိုက်ရခြင်းကပိုးပြီးတော့အကျိုးအာနိသင်ကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်လို့ဘုလိုမြတ်စွာဘုရားဟောတယ်ဟုတ်လား ဒါကြောင့်နေ့တနေ့ရဲ့အစမှာဗုဒ္ဓနှုတ်တတိမြတ်စွာဘုရားရဲ့အကုန်ကျေးဇူးကိုစဉ်းစားမယ်ပြီးရင်ဘာလုပ်မလို့တတ္တဝါတွေရဲ့ပုံမှာမေတ္တာထားမယ်ပေါ့နော်အချိန်ကာလနည်းနည်းလေးပဲဖြစ်ဖြစ်ကိုယ်စိတ်ကလေးကိုကြည်လင်တန့်ရှင်းတော့အောင်ကိုယ့်ရဲ့စိတ်ကိုဒေါသမေးလောင်တာတွေနည်းအောင်ဘုံဘုံတော့အဲ့ဒီရည်ရွယ်ချက်နဲ့ကြိုးစားရမမေတ္တာထားတယ်မေတ္တာဘာဝနာပွားများတယ်ဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့နော်စိတ်နဲ့ထားတာလဲတစ်ပိုင်းပေါ့ ပြီးတော့နောက်တစ်ပိုင်းကကိုယ့်ရဲ့စိတ်နှလုံးကိုအလိုမကျမှုဒေါသမီးတွေလောင်ကျွမ်းမှုနည်းအောင်တနည်းအားဖြင့်ဒေါသရဲ့နှိမ့်ဆက်ခြင်းကနေပြီးတော့เนาะတတ်တာရာရအောင်ဒေါသကြောင့်ဆင်းရဲတဲ့အနေအထားတွေကလျော့ပါသွားအောင်ဘုံဘုံတို့အထီးရွေးချက်နဲ့လည်းမြတ်တာကိုပွားရတယ်။များသောဖြင့်ဘုံဘုံတို့စိတ်တွေကတော့အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဒေါသတွေနဲ့ပဲနေကြတာများတယ်။ဒေါသဖြစ်ပြီးဆိုရင်လည်းပဲတက်မဲ့တွေပုံမှန်ဖြစ်တာတဲ့တက်ရှိတွေပုံမှန်ဖြစ်တာကအပေါုံကြီးများတယ်ဟုတ်လား။ လက်ရှိတွေမှာလည်းပဲဘယ်ပုံမှာဖြစ်နေတာများလူတွေပုံမှာပေါ့နော်လူတွေပုံမှာရောတိတဲ့လူနဲ့မတိတဲ့လူဘယ်သူပုံမှာပို့ဖြစ်တာတိတဲ့လူတွေဟောအမျိုးမျိုးဖြစ်နေကြတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့စိတ်ကြီးကအလေအကျဉ်းကြီးလို့ဖြစ်နေတယ်တခုခုထစ်ကနေတွေ့လိုက်တာနဲ့အလိုမကျဟုတ်လားအလိုမကျနော်အဲ့ဒီအလိုမကျမှုဒေါသဘေးကနေပြီးတော့ဘုန်းတို့လွတ်ကင်းအောင်ဒေါသဘေးတန့်တာနည်းအောင်မေတ္တာကိုအားကိုးရမေတ္တာတက်အားကြီးသွားပြီးရှင်တုံးတန်းရုံအလိုမကျတဲ့အနေနဲ့တွေ့လဲအလိုမကျမှုမဖြစ်ဘူး ေတ္တာရဲ့စွန်းအားကြောင့်နော်ငင်းငင်းအေးအေးဆက်ပြီးတော့ဘုရားတို့နေလို့ရတယ်ဒီသဘောလေးကိုပြောတယ်နော်ဘုရားနှုတ်တတိမေတ္တာပြီးတော့ပါတော့မရဏနှုတ်တတိဟောသေခြင်းကိုအဖမ်းမအမှတ်ရနော်ဘဝရဲ့ရှင်သန်မှုဆိုတာသေဆုံးခြင်းဖြစ်ပဲအဆုံးတတ်ရဟွန်းဒါဟုတ်ပြီသေကြတယ်ဟုတ်လားအဲ့ဒီအမှန်တရားကိုစဉ်းစားတဲ့နေရာမှာဘာဖုံးဖုံးတို့ထပ်ပြီးတော့ထည့်သွင်းဖို့လိုတော့ဆိုတော့အချိန်မရွေးဆိုတာကိုထည့်သွင်းဖို့လိုတယ် မပျက်စီးရမှာတော့တေးကြတယ်ဟုတ်ပြီဘယ်ချိန်ပျက်စီးမှာလဲဆိုတော့ဘယ်ချိန်ဖြစ်ဖြစ်ပျက်စီးနိုင်တယ်ဘုံတို့ခန္ဓာကိုယ်ကြီးကမပျက်စီးနိုင်တဲ့အချိန်ဆိုတာတကယ်တမ်းကမရှိဘူးမပျက်စီးသေးတာပဲရှိအဲမပျက်စီးနိုင်တဲ့အချိန်မရှိဘူးဆိုတာကိုကံအကြောင်းတရားလေးကိုကြည့်ရင်ပို့ပြီးတော့ဘုံတို့ထင်ရှားရှားသိနိုင်တယ်ပေါ့နော်ရှင်သန်မှုရဲ့နော် မသေးကြဘူးမရေရာဘူးကိုကံအကြောင်းတရားလေးတွေကိုကြည့်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်ဘုန်းတော်ဘုရားမှာရှင်းတတ်နေတယ်ဆိုတော့ကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးပုံမှန်เนาะအကြောင်းခံပြီးတော့ရှင်းတတ်နေတာအာဟာရဆိုရင်တော့အလွန်သိတာတဲ့အကြောင်းပေါ့လွန်ခဲ့တဲ့9ရက်လောက်ပါစားဒီနေ့ထိဘာမှမစားဘူးဆိုဒီချိန်ပေရောပေါ့ဟုတ်လားเนาะဥဒုအလွန်ကြမ်းတမ်းတဲ့အပူကြီးလွန်ခဲ့တဲ့နေရာနေသေမှာပဲဟုတ်လားမခံနိုင်လောက်တဲ့အပူမခံနိုင်လောက်တဲ့အေးအေးရောင်သေမှာပေါ့ဟုတ်လား ပြီးတော့ဗာတော့ကိုယ့်ရဲ့စိတ်ကသေလောက်အောင်ဆင်းရဲမယ်ပူလောင်မယ်ပြည့်စည်မယ်ဆိုရင်လည်းသေနိုင်တာပဲဟုတ်ပြီအဲ့လို့ဆိုရင်အာရရဲ့ဥဒုရဲ့စိတ်ရဒါအရန်ထင်ရှားတဲ့တိတာတဲ့အကြောင်းတရားကြီးတွေပေါ့ရှင်သန်မှုမှာဟုတ်လားအလွန်တိဖို့ခက်တဲ့တကယ်လဲအာကြီးနေတဲ့အကြောင်းတရားရှိတယ်အဲ့ဒါမှောင်ဆိုကံတရားပေါ့နော်အရင်ဘဝကအရင်အရင်ဘဝဘဝကလူဘဝမှာနော်နေရမယ့်အကြောင်းတရားကံတရားကိုကိုယ်ကဘယ်အတိုင်းတာထိ လောက်ကြီးကြီးမားမားလုတ်ခဲ့တယ်လေဆိုတာမသိနိုင်ဘူးကြီးသည်ဖြစ်စီငယ်သည်ဖြစ်စီအဲ့ဒီကံအရှိန်ကုန်နေဆိုရင်တော့ဘုံဘုံတို့ဘာလို့ရမလို့ပေးရမှာပဲကံအရှိန်ကဘလောက်ကျန်သေးတယ်ဆိုတာမသိနိုင်ဘူးဆိုကြပါစို့အဲစီမီကွက်လေးထဲမှာစီထည့်ပြီးတော့မိစာထည့်မိထွန်းထားမိလေးတောင်းနေတယ်လက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 ်နဲ့အခုကျွတ်တော့ရှင်သန်မှုမိတောင်းလေးတောင်းနေတယ်ဟုတ်လားစီရှိသလောက်မိစာရှိသလောက်ပဲတောင်းမှာနော်အခုရဲ့ဒီ ရှင်သမုမီးတောက်ကလေးတောက်ဖို့အတွက်ဒီလက်ကျန်စီကဘယ်လောက်ရှိသေးလဲလို့ဘုံဘုံတို့မသိနိုင်ဘူးစီကုံတဲ့ချင်းရက်မီးစာကုံတဲ့ချင်းရက်မှာတချို့များကြတော့လည်းပဲစီတို့မီးစာတို့မကုံသေးဘူးဒါပေမဲ့လေးတိုက်လို့တယောက်ကနှိမ့်တက်လိုက်လို့ရက်သွားတာလည်းရှိသေးတယ်အဲ့ဒါဥပ္ပစီကကံခေါ်တယ်အဲ့ဒါဟုတ်လားအဲ့ဘဝမှာရှင်သမုရဲ့မသေးကြဘူးဘုံဘုံတို့စဉ်းစားရမယ်စဉ်းကျင်ရမယ်ဘဝသေးရမယ်ဘဝသေးမျိုးသေးနွယ် ဒီတဘာဝကိုစဉ်းစားခြင်းဟာအများကြီးလောဘဒေါသမောဟကိုနှေးပါစေတယ်။ဘုရားမှာအများကြီးအတိတ်ပဲရှိသေးတယ်။လုံးတဲ့လှုပ်ထိုက်တာကိုမြန်မြန်လှုပ်ဖြစ်စေတယ်။မလုံးတဲ့မလှုပ်ထိုက်တာကိုရှောင်ကျဉ်လိုစိတ်နဲ့ထက်သန်လာစေတယ်။သိခြင်းတရားကိုစဉ်းစားလို့ဖြစ်တဲ့เนาะအသိဉာဏ်ပညာအလွန်မှအစွန်းထက်တယ်။ဟုတ်လား။ဒါကြောင့်ငါရဲ့ရှင်သန်ခြင်းဒီမဲ့မြဲသိဆုံးခြင်းဒီမြဲဤဘယ်ချင်းသိမဲဆိုတာတော့ငါမသိနိုင်ဘူး။ဟုတ်လား။ကံကုံတဲ့တနေ့ငါရဲ့ရှင်သန်မှုကရက်ဆိုင်သွားမှာ။ဒီအမြင်ကိုဘုံဘုံတို့က အစိတ်ထဲမှာအမြဲတမ်းရှိနေစေရမယ်ပေါ့ဒီသဘောလေးเนาะအရှိန်လေးနဲ့သွားနေတာเนาะဆိုကြပါစို့ဖုန်းတို့ခဏခဏပြောနေတာဟိုညတချောင်းကိုလေးပေါ်တင်ပြီးတော့တခါဆွဲပြီးတော့ပြစ်ထည့်လိုက်တယ်ဟာလေးတဲ့ကိုညတာပြေးတယ်เนาะဘလောက်ပြေးမယ်တော့အရှိန်ရှိသလောက်ပေါ့အရှိန်ဆိုတာထားဝရသဘောမဟုတ်ဘူးเนาะဟုတ်တယ်မဟုတ်လားလေးရကြီးရင်ကြီးသလောက်ပြစ်တဲ့လူအာကောင်းရင်ကောင်းသလောက်ညတာကဖြောင်းရင်ဖြောင်းသလောက်အကြိုက်ပြေးမယ်ပေါ့လေးထဲမှာဟုတ်လား ဒါဒီဘလောက်ပဲကြာတယ်ပြောပြောပြီးရင်တော့ကြာမှာပဲဒါမဲ့ကလေးတွေလှုပ်ထားတဲ့လေးလေးနဲ့ဟုတ်လားမြားလေးကလည်းကောက်တိကောက်ခွေတာတာလေးလောက်ပဲဆွဲပြလိုက်တယ်ဆိုရင်တော့၄၅၀ပြေလောက်ရောက်မှာပေါ့ဒါပဲပြုတ်ကျသွားမှာအခုကကျုပ်တို့ကလေထဲမှာပြန်သန်းနေတဲ့အနေအထားပေါ့ဟုတ်လားမြားတံလေးလေထဲမှာပြန်သန်းနေတဲ့အနေအထားဘဇုအရှိန်နဲ့ပြန်ကံအရှိန်နဲ့ပြန်သန်းနေတာအရှိန်ဆိုတာသာဝရမဟုတ်ဘူးနော်ဘယ်အချိန်ကုန်မလဲဆိုတာတောင် မသိနိုင်ဘူးဘလို့အာဟာနဲ့ပြစ်ခဲ့တယ်လေဒါဘုံဘုံစဉ်းစားမိတာလေးကိုပြောတာပါဟုတ်လားဒါကြောင့်ငါရဲ့ရှင်တန်ချင်းဒီမမြဲတည်ဆုံချင်းဒီမြဲဤရှင်ကျင်ရမယ်ရှင်ကျင်တဲ့နေရာမှာအချိန်မရွေးဆိုတာထည့်ရမယ်ပြီးတော့လူတိုင်းတတ်တော်တိုင်းဆိုတာလည်းထည့်ရမယ်ငါတယောက်တည်းတည်တဲ့သဘောရှိတာမဟုတ် တတ်တော်တိုင်းတည်ရမှာဟာအဲ့ကျမှညာပို့ပြီးတော့ကျဲပြန့်သွားတာနော်ငါဤရှင်တန်ချင်းဒီမမြဲတည်ဆုံချင်းဒီမြဲအဲ့ဒါလိုပဲသူဤရှင်တန်ချင်းဒီလည်းမမြဲ သူဤတည်ဆုံးခြင်းသည်မြေအကုန်လုံးတည်ကြမှာတည်မျိုးတည်နယ်တွေကြီးပဲဟုတ်လားနော်ကြည့်ကြည့်လိုက်ဟုတ်လားအဲ့တော့ဒီတည်ခြင်းတရားကိုစဉ်းစားတဲ့အတိညာအလွန်မှဟိုတဘာဝအလွန်ကြတဲ့အတွေ့အကြုံ तू ကအလွန်တရားမှကောင်းတယ်ဘယ်နေရာမှာကောင်းတော့ဆိုအထူးသဖြင့်ဘဝမှာဘလို့ဆက်ပြီးတော့နေသွားမလဲ။ဘာလို့တင်လဲ။ဘာမလို့တင်ဘူးလဲဆိုတော့ तू အကောင်းဆုံးလက်ညွန်ပေးနိုင်တယ်။ဒါကကိုယ့်ကိုလက်တွေလှုပ်ကြည့်ပေါ့။လူကသူများဆရာလို့ရင်တိတ်ကြိုက်တာမဟုတ်ဘူး။ကို့အတိညာကို့ကိုဆရာလို့မှကောင်းတာ ဒါကြောင့်တစ်ချိန်တုန်းကဘုံဘုံကအကောင်းဆုံးဆရာဆိုပြီးတော့တရားလေးတွေကိုဟောထားတာရှိတယ်။ဟုတ်လား။သိချင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အတိညာဉ်ကိုရည်ရွယ်တာသူအကောင်းဆုံးဆရာပဲ။ဘုရားမှာဘလို့နေသွားမလဲဆိုတာ။နော်။ဒါကြောင့်နေ့တနေ့ရဲ့အစမှာနမရဏနုတ်တိသိချင်းကိုအမှတ်ရတဲ့မွန်မြတ်တဲ့တတိကလေးနဲ့စနိုင်ဖို့လိုတယ်ပေါ့နော်။ဟောရာနုတ်တိမေတ္တာမရဏနုတ်တိနောက်ဟာဘာလို့ဆိုတော့အတုပဘာဝနာတဲ့။အတုပဆိုတာမတင့်တယ်တဲ့သဘော။ သူဘာဆိုတာတင့်နေတာအဆိုတာမရှိတာမိမိခန္ဓာသူတို့ဘာခန္ဓာရဲ့နောက်ရုပ်ပိုင်းဆိုင်ရာအဖွဲအစည်းကြီးမှာတင့်တယ်မှု စိတ်သုံးနေတာအနတ်မကောင်းသောနော်မတင့်တယ်သောယွန်ရှားဆက်စုပ်ပွဲတဘာဝတရားတို့ဖြင့်သာလင် ဖွဲ့စည်းတည်ဆောက်ထားတဲ့သဘောတရားအမှန်အဲ့ဒါကိုစိတ်နဲ့တွေ့ပေးတာအတုပဘာဝနာဆိုတာ ဒီခန္ဓာအိမ်ကြီးရုပ်ပိုင်းဆိုင်ရာခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားသလဲဆိုတာကိုဆင်ញင်နှလုံးသွင်းတာရသော်ဘုရားအကုန်သင်ပေးတာနော်ဇံပဲမွေးញင်ခြေသီးလက်သီးသွားအရေးဒါတစပင်ဆက်ကလို့ခေါ်တယ်၅မျိုးသောကုထာတပဂတိဒီတိုင်းကြည်လိုက်တာနဲ့လူတယောက်ကိုကြည်လိုက်ဒီ၅မျိုးကတန့်မြင်ရဇံပဲမွေးញင်ဒီလိုလုံးပေါက်နေတဲ့မွေးញင်လူလေးဟုတ်လားခြေသေးလက်သေးပြီးတော့သွားဒီလိုလုံးအုပ်ထားတဲ့အရေးဟုတ်လား ပါရမီထူးခဲ့တဲ့ဘုရားလက်ထက်ကတချို့ပုံကိုယ်တွေဆိုရင်ရဟန်းပြုတော့မရှိခေါင်းဆန်းချတဲ့အခါမှာအဲ့ဒီပြန်ဒဇပင်ဆက်ကဆင်ញံတာနဲ့ရဟန်းတာဖြစ်တာရှိရဲ့နော်ကောင်းတဲ့သဘောတွေစုဝေးနေတာမဟုတ်မကောင်းတဲ့သဘာဝတွေစုဝေးနေတာလို့တကယ်မြင်သွားတာပေါ့ဟုတ်လားဘဝဆိုတာဒီသဘောပဲဆိုတာကိုမြင်တာဟုတ်လားရှစ်ဆက်ပြီးတော့ကြည်အရေးရဲ့အောင်မှာပါရှိမှာတော့အတာအကျော်အယူယူရင်းချင်းစီအညှို့ အညို့ဆိုတာကြောက်ကနှလုံးကိုပြောတာနှလုံးအသေးအမြည်အဖြစ်အဆုပ်ဥမဥသိန်းစံသစ္စာဟောင်းအုံနောက်ဒါကုဋ္ဌာတ20ပထဝီတက်လွန်ခဲ့တဲ့ကုဋ္ဌာတအဖတ်တက်လွန်ခဲ့တဲ့အုပ်စုပေါ့နော်ပြန်ပါတော့တီကြီးတလိပ်ပြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစီကျင်ကဲအာဘောတအရေတက်လွန်ခဲ့တဲ့ကုဋ္ဌာတာ12မျိုး32မျိုးသောကုဋ္ဌာတာတို့ဖြင့်ဖွဲ့စည်းတိဆောက်ထားတဲ့ခန္ဓာအိမ်ကြီးပေါ့နော် အဲ့ဒါကိုဆင်ခြင်ပတ်စံရှိတာမရှိတာဘာကွဲပြားမှုမှမရှိအသက်ကြီးတာငယ်တာဘာကွဲပြားမှုမှမရှိယောက်ျားဖြစ်တာမိန်းမဖြစ်တာဘာကွဲပြားမှုမှမရှိတော့အကုန်လုံးဟာအယိုးတို့ရဲ့အဆုအဝေးမြတာဖြစ်တယ်အသွေးအသားတွေရဲ့အဆုအဝေးမြတာဖြစ်တယ်အကြောတွေရဲ့အဆုအဝေးမြတာဖြစ်တယ်အရည်သူရည်ပါးနဲ့အုပ်ထားတယ်ဒီသဘောလေးခေါင်းထဲမှာအုံနောက်တွေရှိတယ်နောက်ရင်ကောင်းပိုင်းမှာအဆုံနဲ့နှလုံးမိနစ်မလတ်စက္ကန့်မလတ်အလုံးလုံးနေတာရှိတယ် နဝမ်းပိုက်ပိုင်းမှာအသေးရှိမယ်အစာအိမ်ရှိမယ်ဥသိမ်ဥမရှိမယ်နော်အသေးရဲ့အောက်မှာပန်ကရီးယားရှိမယ်သေချေအိမ်ရှိမယ်အဲ့ဒီရဲ့အောက်နှားလေးမှာမရှိဘူးနော်ကြောက်ကလေးနှလုံးရှိမယ်အဲ့ဒီရာနဲ့စီးတစ်စက်စက်တစ်စက်စက်ကြားနေတာဟုတ်ပါစီးအိမ်ထဲမှာထည့်ထားတာရှိမယ်ဟုတ်လားအဲ့ဒီအစာအိမ်ရဲ့ဟိုဘက်ဘေးနားမှာဘေးဆိုတဲ့တရရဲ့ကြီးရှိမယ်ဒါအမှန်တရားပဲလေအဲ့ဒါကိုမလုပ်တာတော့ဆင်ញင်ကြည့်တာဓာရီရှိနေတယ်ဓာရီဖြစ်နေတယ်လို့သိတာ ။တမင်လုံးမှရတာနော်။ဒီတိုင်းဆိုရင်ဘုံတော့အဲ့ဒါကိုမြင်လား။မမြင်ဘူး။အိုတယ်၊လှတယ်၊ကြည်ကောင်းတယ်၊ကြည်မကောင်းဘူး၊ငဲတယ်၊ကြည်ရတာပဲ။ဒီနားတွင်ရက်နေတာစိတ်က။ရှစ်ဆက်သိစရာသိရှိတာကိုမသိဘူး၊မြင်စရာရှိတာကိုမမြင်ဘူး။အဲ့ဒီအတုပဘာဝနာလေအလွန်အစွန်းထက်တယ်။ရက်စွာဘုရားဘလောက်တောင်ဟောတော့သူ့ကိုလေ။အမတန်ဒီဘိခွေပြိပုံစံတီရေကာယကတာတတိယပြိပုံစံတီအကျင်ပုဂ္ဂိုလ်သည် 32မြို့သောကုထာတာကိုရှင်ခြင်းပြီးဆိုတဲ့ကာယကတာတတိကိုသုံးဆောင်ယူထိုသူသည်နိဗ္ဗာန်ကိုသုံးဆောင်ရသည်မြည်၏တဲ့ဟာအဲ့လိုတောင်းဟောတာနော်ကိုကိုကိုအဲ့လိုဒါတွေရဲ့အဆူဝေးတွေပဲလို့ရှင်ခြင်းနေတာနိဗ္ဗာန်ကိုတောင်းသုံးဆောင်ရရောက်တယ်ဘုံဆောင်အလွန်မွန်မြတ်လို့အဲ့ဒီစိတ်ကလေးကအလွန်မှငြိမ်သက်တယ်ငြိမ်အေးတယ်မွန်မြတ်တယ်ကျွတ်တော့ဒီတိုင်းအဲ့ဒီစိတ်မပါဘူးဒီအတုပသဘောမျိုးမပါဘူးဘဝကိုဒီတိုင်းပဲလူအချင်းချင်းကြည့်လိုက်တယ်ဆိုရင်ကျွတ်တော့ နော်သူကဘာငါးပါအစင်အတန်းအနစ်အမြဲအဲ့ဒါတွေပဲမြင်ပြီးတော့အထင်ကြီးခြင်းအထင်သေးခြင်းတွေဖြစ်ပြီးတော့ပူလောင်ခြင်းနဲ့ပဲဘုံတော့အဆုံးသတ်သွားတယောက်အောင်မြင်လိုက်တာနဲ့အထင်ကြီးတဲ့သဘောအထင်သေးတဲ့သဘောပါပြီးသားဟောဆို तू ကဘာဆိုတာကိုဘုံတော့စိတ်ကအလိုလိုတတ်မှတ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီမှာအဲ့ဒီလိုစိတ်မျိုးကမြင့်မြတ်တယ်လို့ပြောမလားအထင်ကြီးခြင်းအထင်သေးခြင်းကမြင့်မြတ်တဲ့သဘောမဟုတ်ယုံညံ့တဲ့သဘောစိတ်ကိုပူလောင်စေတယ်ပင်ပန်းစေတယ်လေးလံစေတယ်ဟုတ်လား ဲ့တော့ကုထာတာကိုမြင်တယ်ဆိုရင် तू အထင်ကြီးတယ်ရာလည်းမရှိဘူးအထင်သေးတယ်ရာလည်းမရှိဘူးဒါဓာပဲလို့သိသူနဲ့ကိုယ်နဲ့လည်းဘာမှမထူဘူးအထူးထူးပဲလို့သိအရန်ကောင်းတယ်တရားဒါကြောင့်မြတ်စွာဘုရားနဲ့ဧတာတိဒေနာကာယနာယောမင်းကြီးဥဏ္ဏမေတ္တေပရမဝါဇံတဲ့ကိမင်းညတတအတ္တတနာတော့ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့နေရရတဲ့မြန်သူများကိုထင်သေးမယ်ကိုယ့်ကိုယ်ကိုထင်ကြီးမယ်ဆိုဒီလူကမိုက်မဲခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးလို့ခေါ်တာမိုက်မဲတယ်ဆိုတော့ကိုယ်ခန္ဓာရဲ့အကြောင်းအမှန်တိုင်းမသိတာကိုပြောတာဟုတ်လား ဒါကြောင့်အတုပဘာဝနာ လုတ်တဲ့နဲ့ပေါ့နော်ဒါနေ့တနေ့ကိုအဲ့လိုဘာဝနာတရားလေးတွေနဲ့အဲ့ဒီလိုမုံမြတ်တဲ့စိတ်ကလေးတွေနဲ့စတင်ဖို့လိုတာပေါ့နော်ဘုရားကုံကိုအာယုံပြုမယ်တတ္တဝါတွေရဲ့ပုံမှာနော်အလိုမကျတဲ့စိတ်တွေစိတ်တိုင်းမကျတဲ့စိတ်တွေနေပါအောင်မေတ္တာတရားလေးနဲ့ငြင်းငြင်းအေးအေးနေမယ်ဟုတ်လားပြီးရင်ပါကိုဘွားရဲ့ရှင်သန်မှုဟာတည်မြဲနေတဲ့သဘောမျိုးအချိန်မီးပြတ်နိုင်တဲ့တဲတဲလေးသွားနေတာဘဝရဲ့ကြောက်မက်ဖွယ်ရကောင်းတဲ့အမှန်တရားပေါ့နော် ါကိုဆင်ခြင်ရမယ်ပြီးရင်ပါတော့ဒီယုတ်ခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားလဲဆိုတာကိုဆင်ခြင်တာဒါကိုအရခတရား၄ပါးလို့ခေါ်တယ်အလွန်မမြတ်တဲ့တရား၄မျိုးပေါ့ဟုတ်လားစောင့်ရှောက်နိုင်တယ်စိတ်ကိုရောယုတ်ကိုရောစောင့်ရှောက်နိုင်တယ်ဒီသဘောလေးတွေကိုဘုံဘုံတို့ကနားလည်ရမယ်ပေါ့နော်ပြီးရင်နောက်ဆုံးကဘာလို့ဆိုတတိပဋ္ဌံဘာဝနာတတိပဋ္ဌံဘာဝနာဆိုတာကတော့နော်ဒါဖရားအရှူရှူနိဗ္ဗာန်ရောက်ကြောင်းလမ်းအနေနဲ့နော်ဟောခဲ့ကြတယ်တခက်ကိုအမုံမြတ်ဆုံးသူတော်ကောင်းတရား သတိပဋ္ဌာန်ဆိုတာဘာလို့ဆိုတော့ကိုယ်ခန္ဓာမှာဘလို့သဘာဝတွေဟာဘလို့ဖြစ်နေသလဲဆိုတာကိုအချိန်တိုင်းသတိထားပြီးအမှန်သိပြီးတော့နေတဲ့နေကိုသတိပဋ္ဌာန်တရားအထုတ်တယ်လို့ခေါ်တာဟုတ်လားကိုယ့်ကိုယ်ကိုဘာဖြစ်နေသလဲဘလို့ဖြစ်နေလဲဆိုတာကိုပြစ္ဆုတ်ပန်တိုင်းမှာသိအောင်ကြိုးစားတာနော်ရုပ်ပိုင်းဆိုင်ရာကိုသိအောင်လုပ်တယ်ခံစားမှုပိုင်းဆိုင်ရာသိအောင်လုပ်တယ်စိတ်ပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဓမ္မတဘာဝပိုင်းဆိုင်ရာတည်အောင်လုပ်တယ်ဆိုတော့သတိပဋ္ဌာန်တရား၄ပါးရှိအနှစ်ချုပ်လိုက်ရင် ဒီခန္ဓာကြီးရဲ့ဖြစ်စဉ်ဘဝရဲ့သဘောတဘာဝကိုဖြစ်တိုင်းသိအဲ့ဒါမျိုးဆိုပေဘယ်ကစတင်ပြီးတော့ကာယ ानु ပသနာသတိပဋ္ဌာန်ထဲမှာအကျုံးဝင်တဲ့အာနာပါနာကစတင်ပြီးဟုတ်လားဝင်လေထွက်လေနောက်ခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကတော့သူလုံနေတာကိုကစူးစမ်းနေတာမဟုတ်ဘူးကိုကတခါလေဝင်လို့ဝင်မှထွက်လို့ထွက်မှတော့သိတာမဟုတ်ဘူးဟုတ်လားဒီအဆုတ်နဲ့ပေါင်းပြီးတော့ခန္ဓာဘာလုံနေတော့အလုတ်လုံနေပါနော်သူလိုချင်တဲ့ လိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုမရရအောင်ယူတယ်။မလိုအပ်တဲ့အညစ်အကြေးဓာတ်ကိုမဖြစ်ဖြစ်အောင်ထုတ်တယ်။အောင်းထားလို့မရဘူး။ဒီအမှန်တရားကြီးဘဝအတွက်အလွန်အရေးပါတဲ့အစိအပိုင်းကြီးပဲဝင်လေထွက်လေဆိုတာ။ဟုတ်လား။အဲ့ဒီဝင်လေထွက်လေကိုဘာလို့မလုပ်သတိထားခိုင်းတယ်မြတ်စွာဘုရား။ဒါဝင်နေတယ်ထွက်နေတယ်ဒါဖြစ်နေတယ်ဆိုတာသိနေ။ဒီဥစ္စာသိဖို့ရန်ခက်တယ် စိတ်ကဟိုဘက်ပြောပြခတ်နေတာတွေပဲအမြဲတမ်းသွားကျင်နေတယ်ဒီနေ့နေဆိုရင်ခဏပဲပြီးရင်ဟိုဘက်ရောက်သွားဟုတ်လားအဲ့ဒါကိုဘာလို့ပြောလဲလေ့ကျင့်ပေးရနော်ဝင်လေထွက်လေပုံမှာစိတ်ကလေးရှိနေအောင်လေ့ကျင့်ပေးတယ်အဲ့ဒါတဘာဝတရားတွေကြောင့်အများကြီးတည်သွားတယ်ဘုရားကတော့ဒီဝင်လေထွက်လေကိုတကယ်ကိုထိရအောင်လုပ်မယ်အဆုံးစုံလုပ်မယ်ဆိုရဟန္တာတောင်ဖြစ်မယ်လို့ဟောထားတာဟုတ်လားဒါသတိပဋ္ဌာန်ဘာဝနာတွေတဲကဘုံကတခုပထမဦးဆုံးဟာလေးကိုပြောလိုက်တာသတိပဋ္ဌာန်တရားကိုမြတ်စွာဘုရား များကြီးကြည်ကြည်ပြတ်ပြတ်ဟောတယ်လူရင်းကတော့ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်နေတဲ့ဥစ္စာကိုအမှန်ကန်အမှတ်တရလေးနဲ့သတိလေးထားပြီးတော့နေခိုင်းတာပါပဲအထက်ကဟုတ်လားအဲအနာပါနာကတော့တည်တာလို့ထင်ရှားလို့ဒါကိုပြောလိုက်တာဟုတ်လားအတ္တဘာဝနာပဲလိုမျိုးတော့၅မျိုးနော်အဲဘုံဘောကနိုင်ဝက်လောက်ပြောမယ်ဆိုတော့နိုင်ဝက်ရှိသွားပြီနော်ဒါဘဝမှာဒီတရားတွေဟာအလွန်မမြတ်တယ်ဆိုတာ ပင်ကိုဉာဏ်ရှိတဲ့လူတွေစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့သိနိုင်ပါတယ်ဟုတ်လားဒါကြောင့်ကိုယ်နေရက်တွေကိုစတိုင်းစတိုင်းမနှက်ခင်းလေးမှာလှုပ်တဲ့နဲ့အနည်းဆုံးပေါ့နော်ပြင်ညာအေယာဝန်ကနေဩဒီနေ့ဒါနားယူတော့မယ်ခန္ဓာကိုယ်ကြီးမမြင်ခဲ့ရကြားခဲ့ရတွေးခဲ့ရပင်ပန်းတော့ညကြတော့မနာလို့ကမရဟုတ်လားကြည်စင်ရတွေကြည်နားထောင်ကြရတွေနားထောင် တွေးကြရတွေတွေးပင်ပန်းပြီလေစိတ်ကောရုပ်ကောပင်ပန်း ဲ့ချိန်နားရင်နားမနားရင်ကျမကြီးပါဖောက်မှာเนาะဟုတ်တယ်မို့လားအဲ့တော့နားကနေလေဒီ၅မျိုးလေး ਨੇ နားမယ်ဆိုရင်ကောင်းတော့เนาะနေတရတရစမယ်ဆိုရင်လေဒီ၅မျိုးလေး ਨੇ စเนาะနေတရတရကိုနားတော့မယ်ဆိုရင်လေဒီ၅မျိုးလေး ਨੇ နားဘုရားကောင်ကိုအာယုံပြုမယ်အတ္တဝအနန္တရဲ့ပုံမှာမေတ္တာထားမယ်လို့ရှင်းတန်ခြင်းဆိုတာမတီးမြဲတဲ့အရာမသေးကြတဲ့အရာလို့အမှန်တိပြီးတော့နေမယ် ရုပ်ခန္ဓာအိမ်ကြီးဟာမတင့်တယ်မှုအနတ်မကောင်းမှုတွေနဲ့တိဆောက်ထားတာဆိုတာကိုအမှန်သိပြီးတော့နေမယ်ပြီးရင်ပါတော့ဘဝရဲ့သဘောတဘာဝခန္ဓာရဲ့သဘောတဘာဝဘာတွေဖြစ်နေလဲဆိုတာကိုအမှန်တိုင်သိပြီးတော့နေတဲ့တတိပဌံတရားဟုတ်လားဘာဝနာဘယ်နှမျိုးတော့၅မျိုးအဲ့ဒါကိုလွန်ခဲ့တဲ့၄နှစ်လောက်ကစင်ကာပူမှာဟောတာလည်းရှိတယ်ဘာဝနာတစ်မျိုးမိနစ်90တနာရီလောက်ဟောတာလည်းရှိတယ်အဲ့ဒီတရားလေးရှာပြီးတော့နာကြည့် ဟုတ်လားဗုဒ္ဓနုတ်တတိရဲ့မေတ္တာရဲ့မရဏနုတ်တတိရဲ့အာတုဝရဲ့တတိပဋ္ဌာန်ရဲ့တရား၅ခုဟောတာရှိနော်။အင်းဒါကြောင့်အလွန်မွန်မြတ်တဲ့ဒီနေနည်းထိုင်နည်းနေနဲ့နော်နေနိုင်ထိုင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်ကြရတဲ့ဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွန့်တတ္တိကြောင့်ဖရာတပည့်တော်တို့ဒီမေညာပုညမြေနိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပြရစေကုန်တော်ဟု ပတ္တနာအောင်စုပြုရကုန်ရာတည်း